င်္ဂလာပါမြစ်စနာသတင်းချာနယ်အပတ်စဉ် TV အစီအစဉ်ကို တင်ဆက်ပေးတော်တော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေပြင်တိုင်းဒေသလူမျိုးစုတွေအတန်တွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်စစ်ကောင်စီကမြေပြင်ရောလေကြောင်းမှာတိုက်ခိုက်နေတာကြောင့်သတိထားကြဖို့ကေအိုကေအိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကတိုက်တွန်းလိုက်ပါတယ်ဝအောင်ကချင်နှစ်ချင်းခရိယံအတင်းတော်မှာခိုးလုံနေတဲ့ငွေရပါနှလုံးအားနဲ့ဝေဒနာရှင်စစ်ပေးဆောင်ကလေးငယ်တဦးအတွက် စေဖို့အကူအညီလိုအပ်နေပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ကချင်ပြည်နယ်အတွင်းကစီရေးအခြေအနေကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။စစ်ကောင်စီကမြေပြင်ရောလေကြောင်းပါတိုက်ခိုက်နေတာကြောင့်သတိထားကြဖို့ KNU KNA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကတိုက်တွန်းလိုက်ပါတယ်။စစ်ကောင်စီတပ်ဟာယာယီအပြစ်ရကြေညာထားပေမဲ့ကချင်လူလည်ရေးအဖွဲ့အစည်း KOKA နဲ့ တခြားတော်လှန်ရေးအဖွဲ့တွေကိုမြေပြင်တာမကလေးချောင်းနဲ့ပါနေတိုင်းတိုက်ခိုက်နေရလို့ပုံမူကြီးနော်ဘူးကပြောပါတယ်နေပြန်ကုပ်ချက်တပ်နေကောယာနာဇွန်ရှန်တဲ့ကပ်ကချ်ခင်းငဲငွန်းနန်တောလဲကာရှပရာဒါရတဲ့မ်လနီမီပီငခင်းငဲရှာအန်ဒီကေအိုကေရဲ့ထက်ကကာရမလန်ဖုန်နီမာခါပဲတင်းယံကာလမ်ခွန်းနာမုံပဲကန်ခေါ မချန်ခုနာမုံတင်းယန်ကဆတ်ငါဖေမုံအန်ဒေယုံမူချေချေလိုရဲငိုင်းတမ်ဂျောမုံချင်းမုံချွာနေတဲ့အန်ဒေမကမ်ကွန်နေယုံမုံတင်းယန်ရှီကမ်တတ်စတိမချနာရာလမ်ရေငရင်ဘေးဒဏ်ကြောင့်ကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့ဆိုပြီးစစ်ကောင်စီရဲ့ကာကွယ်ရေးဦးစီးချုပ်ရုံးကဧပြီလ၂ရက်နေ့ကနေဧပြီလ၂၂ရက်နေ့အထိယာယီပြစ်ခတ်တိုက်ခိုက်မှုရစဲရေးကာလဆိုပြီးထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီကအပြစ်ရကြောင်းထုတ်ပြန်ပြီးနိုင်ပိုင်းအကြား KIO ကလည်းအပြစ်ရကြောင်းကြေညာခဲ့ပြီးအပြစ်ရသဘောတူညီမှုတွေကိုစစ်ကောင်စီကိုယ်တိုင်လိုက်နာဖို့ထုတ်ပြန်တာလည်းဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကရတနာမျိုးမတွေ့ရပဲတချင်းပြည်နယ်အတွင်းသားမကတနင်္ဂနွေလုံးမှာလေကြောင်းတိုက်ခိုက်မှုတွေရနာမတော်တဲ့အပြင်လက်နက်ကြီးတွေနဲ့ပါပစ်ခတ်တိုက်ခိုက်နေပါတယ်။အခုလူလင်းပြန်တဲ့ဘုံကြီးချင်းဟာ 你给那微信我送那一部啥个啥个都弄不进去吧？老子吃个肉，人家就用这个，你看你的哈里啊肉，你那都肉细腻的都肉，呃，肉面的属于好，不要打钱，特别肉白就好的肉面明白了。စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားရာနေရာတွေတမက KIO နယ်မြေတွေမှာတပတ်အတွင်းလေကြောင်းတိုက်ခိုက်မှုအကြိမ်200ကျော်ပြုလုပ်ခဲ့တယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KOKIA တည်င်းနဲ့ပြန်ကြားရေးဌာနရဲ့အေဘရလ13ရက်နေ့မှာထုတ်လွှင့်တဲ့တည်င်းရုပ်တံအစီအစဉ်မှာဖော်ပြထားပါတယ်။တပတ်အတွင်းစစ်ကောင်စီတပ်ကတိုက်ပွဲနေရာတွေတာမက KIO နယ်မြေတွေမှာ Y12 လေယာဉ်နဲ့134ကြိမ်၊ Jet Fighter နဲ့17ကြိမ်၊ Drone နဲ့68ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးလက်နက်ကြီး294ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုထားပါတယ်။ မိုးအောင်မြို့နယ်နမ်တိမြို့ဝါအောင်ကချင်နှစ်ချင်းခရိယံအတင်းတော်မှာခိုးလုံနေတဲ့မွေရပါနှလုံးအားနဲ့ဝေဒနာရှင်စစ်ဘေးရှောင်ကလေးငယ်တဦးအတွက်ဆေးဖို့အကူအညီလိုအပ်နေတယ်လို့သိရပါတယ်။အသက်၃နှစ်ဝန်းကျင်အရွယ်မင်းကလေးငယ်ဟာမွေရပါနှလုံးအပေါင်းနဲ့နှလုံးအားနဲ့ဝေဒနာခံစားနေရသူဖြစ်ပြီးလက်ရှိအချိန်မှာယောဂပြင်ထန်လာတာကြောင့်ဆေးကုသမှုခံယူဖို့ငွေကြေးအခက်အခဲဖြစ်နေရလို့မိသားစုဝင်နဲ့နှိစက်တဲ့စစ်ဘေးရှောင်မျိုးသားတဦးကအကျဉ်းသတင်းကြေညာကိုပြောပါရစေ။ ဲမှာပေါ့ရှင်နေကောနာစလုံးဘူအဲကိုအဲမကြည့်ချပြေငါတကူရနာစံပဲအိုးဆောင်ွားတဲ့ကိုယ်စီစီခုနကြောင့်နမ်သူကြောက်ခံလာမှလည်းရနာစံပဲရခပ်ရတဲ့ထိုင်မာနာစံပဲရှင်နမ်သူရခပ်လာမှရခုနတင်ကြောင်းလည်း အတက်မွေးဝမ်းကြောင်းအတွက်တောင်ရလုပ်ငန်းကိုတော့အဓိကမိခိုးအားထားလုပ်ကိုင်းနေတဲ့အတုံးသူမိသားစုဖြစ်တာကြောင့်ငွေကြေးပိုင်းဆိုင်ရာအဆင်မပြေရာတွေရှိပြီးစိတ်ခံလိမ်တော့မပြနိုင်ဘူးလို့ဆိုပါရယ် အဲ့ဒီကလေးငယ်နဲ့အတူမိသားစုဝင်တွေဟာဖကမြုံနယ်လဝကြီးရွာက ဖြစ်ပြီးရွာအတွင်းစစ်ရေးအခြေအနေတင်မာလာတဲ့အတွက်နမတီမျိုးပဲတောင်းရောက်ထိရှောင်နေကြတာလည်းဖြစ်ပါတယ်။ပြီးကြတဲ့မတ်လ22ရက်နေ့ကစစ်ကောင်စီပူပေါင်းတပ်တွေလဝကြီးရွာအတွင်းကအစတင်ကြောင်းမှဝင်ရောက်တပ်ဆွဲလာတာကြောင့်တရားခံပြည်သူတွေဟာတိုက်ပွဲဖြစ်ပေါ်လာမှဆိုရင်ပြီးဘေးလူရအောင်ထိရှောင်နေကြတာဖြစ်ပါတယ်။ လက်စင်မီပုံမှန်မရတဲ့အတွက်ဆိုလာအသုံးပြုသူများလာတဲ့မြေကြီးနားမြို့မှာငလျင်ကြောင့်လမ်းပန်းဆက်တွေခက်ခဲလာတာကြောင့်ဆိုလာဈေးတွေအနည်းငယ်မြင့်တက်နေတယ်လို့မြို့ခံတွေစီကသိရပါဗျ။လက်ရှိအချိန်မှာလက်စင်မီအစားဆိုလာမီတွေကိုအစားထိုးအသုံးပြုနေကြရပြီးအိမ်တိုင်းလိုလိုဆိုလာတပ်ဆင်နေရတယ်လို့မြေကြီးနားမြို့ခံအမျိုးသမီးတူဦးကမြေကြီးနားတည်င်းချန်နယ်ကိုပြောပါဗျ။ ။ရာကိုမချီနာကိုဝမ်မမတ်နာလေဆူလာကိုက်တုတ်ကချာတော့။ဒါစကူဆူလာစကဘရာမတိုင်လေ။ငကောလူအိုင်နီကိုဆက်တူခတ်လုံးအကောနာခကလောကုံကြောမနိုကိုက်ဖူမတ်တိုင်။မြချင်းနာမြို့မှာလက်စစ်မီးပုံမှန်မရတာကြောင့်ဆိုလာနဲ့ဘက်ထရီတွေအသုံးပြုသူများလာပြီးလက်စစ်ပစ္စည်းဆိုင်တွေမှာလည်းဆိုလာနဲ့ဘက်ထရီရောင်းလို့အားတွေမြင့်တက်နေရလို့သိရပါဗျ။မန္တလေးမြို့ကမှာယူတဲ့အခါဆိုလာအရွယ်အစားပုံမူတည်ပြီးစက်တသိန်းကနေစက်နှစ်သိန်းဝန်းကျင်အထိတန်စာခပေးရတာကြောင့် မင်းချနာမြို့မှာတော့ဆိုလာအသေးစိုက်35ဝက်ကိုစက်တသိန်းဈေးပေါက်နေရလို့လဲအယောင်းလေးစီကသိရပါဗျ။စကိုင်းနဲ့မန္တလေးမြို့မှာငရင်တန်တင်ခဲ့တဲ့အတွက်တေယူပို့ဆောင်ရေးလမ်းကြောင်းတွေပိတ်ထားရပြီးပစ္စည်းအပေါ်မူတည်ကတန်စာခနဲ့အခွန်တွေအရင်ကထက်ပေးဆောင်နေရတာကြောင့်ဈေးမြင့်တက်တာဖြစ်တယ်လို့လက်စပစ္စည်းဆိုင်ဖွင့်ထားတဲ့အမျိုးသားတဦးကမင်းချနာသတင်းချန်နယ်ကိုပြောပါဗျ။အော်ဒီငလင်းဖြစ်တော့စကိုင်းကြီးတော့မဖြစ်ဘူးနေလှင်းနေပြန်တင်တဲ့အချိန်ကျတော့တစားကနည်းနည်းပြားပါတော့နည်းနည်းနည်းတက်တာပေါ့ လက်ရှိမှာမြစ်နှာမျိုးရဲ့ဘူကားလက်စစ်ရုံကတမတ်ပေးထားတဲ့အချိန်အတွင်းတောင်လက်စစ်မီပုံမှန်မရတဲ့အတွက်ဆိုလာဘက်ထရီနဲ့မီးစက်တို့ကိုပုံမတုံးဆွဲနေကြရပြီးတချို့ကထင်းမီးသွေးအသုံးပြုနေကြရတာဖြစ်ပါတယ်။ဘူကားလက်စစ်တအားပေးလုပ်ငန်းကနိုင်ငံတော်တအားစနစ်ကတအားလုံလောက်မှုရှိတဲ့အတွက်ရက်ကွက်အလိုက်6နာရီချားလက်စစ်တအားပေးမှာဖြစ်တယ်လို့ပြောဆိုထားကြောင်းသိရပါတယ်။ပြီးခဲ့တဲ့3လအတွင်းမြန်မာနိုင်ငံတဝန်း မျိုးသမီး218ဦးတေဆုံးခဲ့ပြီး233ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြမမျိုးသမီးတမကဘမစ်ဝူမန်ယူနီယံ BWU ရဲ့ထုတ်ပြန်ချက်အရသိရပါတယ် စနမိုင်လာအတွင်းမှာတည်ဆုံသူ86ဦးနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့သူ89ဦးဖေဖော်ဝါရီလမှာတည်ဆုံသူ66ဦးနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့သူ68ဦးမတ်လမှာတော့တည်ဆုံခဲ့သူ66ဦးနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့သူ88ဦးရှိခဲ့တယ်လို့သိရပါတယ်ထိခိုက်တည်ဆုံရတဲ့အကြောင်းရင်းတွေကတော့စကောက်စီရဲ့လေကြောင်းနဲ့ပုံကျိတိုက်ခိုက်မှုပီတူရဲ့ယူအာနဲ့အင်းတွေကို ပြမချပီလနဲ့ကြီးပြခတ်မှုတက်ဖြတ်မှုမြေမြုံမိုင်းလိမ်မိုင်းဆိုင်ရာအကြံဖတ်မှုမိရှုပ်တက်ဖြတ်မှုနဲ့အကြောင်းမရင်းတဲ့ခံရတွေအကြောင်းဖြစ်တယ်လို့ဖော်ပြပါရှိပါတယ်။စစ်ကောင်စီဟာအဲဒီလိုဆေးရဆွေးမှုနဲ့လူသားမျိုးနွယ်တွေအပေါ်ကျွလွန်တဲ့ရဆွေးမှုတွေအပါအဝင်အမျိုးမျိုးသောလူအခွင့်အရေးချိုးဖောက်မှုတွေကိုနေမျိုးစုံတွေဆက်လက်ကျွလွန်နေတာကြောင့်အမျိုးသမီးတွေဟာလေနေစင်နဲ့အများအသက်ဆုံးရှုံးတာနဲ့ထိခိုက်မှုတွေကိုခံစားနေရတယ်လို့ဆိုပါတယ်။ မနေ့က2024ခုနှစ်မှာတည်ဆုံခဲ့တဲ့ အမျိုးသမီးဦးရေဟာ498ဦးရှိခဲ့ပြီး2023ခုနှစ်မှာတော့390ဦးရှိခဲ့တယ်လို့လည်းသိရပါတယ်။မြန်မာအမျိုးသမီးတမကရဲ့အမျိုးသမီးမှတ်တမ်းနဲ့သူတည်တနာလုပ်ငန်းဆက်အနေနဲ့ထုတ်ပြန်တဲ့အချက်အလက်တွေဟာ တိကျခိုင်လုံတဲ့သတင်းမီဒီယာအချက်အလက်တွေနဲ့မြေပြင်ကနေရရှိလာတဲ့အချက်အလက်တွေကိုစုဆောင်းမတန်တင်ထားတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့လက်တွေ့မြေပြင်အခြေအနေမှာအဖွဲ့အနေနဲ့ဒေတာနဲ့သတင်းတွေကိုလလံမီဖို့အခက်အခဲတွေများစွာရှိတော့ဖြစ်တဲ့အတွက်ကိန်းကဏ္ဍတွေဟာမြေပြင်မှာဒေတာပုံများနိုင်တယ်လို့လည်းသုံးသပ်ဖော်ပြချပါတယ်။သဘာဝဘေးကြုံနေရခြင်းဖြစ်တဲ့ April အတွင်းမှာလည်းစကောက်စီဟာလေကြောင်းအသုံးပြုတိုက်ခိုက်မှုကိုအရင်လတွေကထက်ပုံမှန်တွင်ကျေစွာပြုလုပ်နေရလေသိရှိရတယ်လို့ဆိုထားပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ကချင်ပြည်နယ်အတွင်းကစစ်ရေးအခြေအနေကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ပမော်မြို့ဘက်ကချင်လွတ်လပ်ရေးတာမတော် KIA PDF ပူးပေါင်းတပ်တွေမြို့သိမ်းတိုက်ပွဲဆင်နွှဲနေချိန်မှာပဲတနိုင်းမြို့နယ်ဟူကောင်ဒေတာလီလိုလန်တလျှောက်စစ်ကောင်စီပူးပေါင်းတပ်တွေကစစ်ရေးလှုပ်ရှားလာပါတယ်။ဖေဗရူလာပိုင်းလောက်ကစပြီးလီလိုလန်တလျှောက်နေရာတချို့မှာစစ်ကောင်စီတပ်ပေါင်းစုနဲ့မင်းစေတန်းဦးဆောင်တဲ့ဝါရဇုတ်ပြည်သူ့စစ်အဖွဲ့တွေပူးပေါင်းပြီး စစ်ရေးလှုပ်ရှားတာတွေမကြာခဏပြုလုပ်လာတာလည်းဖြစ်ပါတယ်။လက်ရှိစစ်ရေးလှုပ်ရှားနေတဲ့စစ်ကောင်စီတပ်ပေါင်းစုတွေထဲဒေတာကုကဲမှုစစ်ထဏာချုပ်ဒါကာစတနိုင်းကနေလည်းတွမ်ပန်းမန်ပန်းကြားမှာရှိတဲ့နှစ်ကိုရှစ်တပ်စခန်းမှာလာထိုင်ပြီးအမိန်ပေးညွန်ကြားနေရလို့သိရပါတယ်။ဖေဖော်ဝါရီလ16ရက်နေ့မွန်းလွယ်3နာရီဝန်းကျင်လောက်မှာဝရဇုပ်ဂျေဝါအတွင်တိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကနေ Jet Fighter တစ်စင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။လက်ရှိဝရဇုပ်ဂျေဝါအတွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ဝါရဇုပိတုဆက်အဖွဲ့တို့နှစ်ဖက်သက်အကြာအနီးကနေရယူစောင့်ကြနေတဲ့အခြေအနေတွေလည်းရှိနေပါတယ်။တနိုင်းမြို့နယ်အတွင်းမှာရှိတဲ့ KIA တပ်ရင်း14ရက်ရှေ့တန်းစခန်းတစ်ခုကိုလည်းစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေကမတ်လ6ရက်နေ့မှာတပြိုင်တည်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဝါရဇုပိတုဆက်အဖွဲ့ရဲ့ Telegram Channel ကနေသတင်းဖော်ပြထားချက်အရသိရပါတယ်။ဝါရဇုဂျေဝါဘက်စစ်ရေးတင်းမာနေတဲ့အချိန်တစ်ဖက်မှာလည်းမတ်လ22ရက်နေ့ကစစ်ကောင်စီပူးပေါင်းတပ်တွေဟာ ဖက်ကမြို့နယ်လဝကြီးတော်အတွင်းကစာတင်ကျောင်းမှာဝင်ရောက်တတ်ဆွဲလာပါတယ်။ရွာအတွင်းတတ်ဆွဲနေထိုင်ပြီးနောက်မတ်လ31ရက်နေ့မှာတော့ KIAPDF ပူပေါင်းတပ်တို့နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီပူပေါင်းတပ်တွေရွာအတွင်းကနေပြန်လည်ဆုတ်ခွာသွားကြတာလည်းဖြစ်ပါတယ်။工作员看到过面面啊，那个现在是啊，啊，吃个是啊，忍不住在那个哪哪个就靠不住了，那个，是啊，那个不对，那个难受，不会加是啊，忍不住。 да фэкэ мэтэн жонгомо сонго ним комтат ми ним ком ра решар но дуа кун зоён мэтэ го сонго лу лу ха но ва бу ни нам сато намати га не 27 май жо кво ве дэ лава чэ юа ха фэкэ дэ дэ бэ тоа я ма лэ кхи дэ таун на тэ дэ чэ юа фэ дэ а пян лан сон а чэ ча ча дэ ния тэ ку фэ да чаун ба နဖက်တက်ကနေလက်မလို့ရေစ조사နေကြတာလို့အထက်ပါလီဒိုလန်းနေဒေတာခံကဆိုပါတယ်စကောင်စီပူပေါင်းတပ်တွေကလဝချေရွာကနေထွက်ခွာသွားပြီးနောက်ပိုင်း ဧပြီလ9ရက်နေ့ညနေပိုင်းမှာတော့လဝခုံဆိုင်ယံတျှောက်စစ်ကောင်စီပူပေါင်းတပ်တွေတဖန်ပြန်လည်သွားလာလှုပ်ရှားမှုပြုလုပ်လာကြပါတယ်။ဧပြီလ13ရက်နေ့မနေ့ပိုင်းမှာတော့ခုံဆိုင်ယံချေဝအတွင်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီပူပေါင်းတပ်တွေနဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲဒီနောက်ဧပြီလ15ရက်နေ့မှာလဝချေဝအတွင်စစ်ကောင်စီပူပေါင်းတပ်တွေထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက် KIA ကနေခုခံရင်းတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတာရှိခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့လဝကျေးရွာအတွင်းစစ်ကောင်စီပူးပေါင်းတပ်တွေပြန်လည်တပ်ဆွဲနေကြပြီလို့နောက်ထပ်လီတို့လက်နေပြည်သူသူဦးကလည်းမြချင်းနာတဲ့င်း channel ကိုပြောပါတယ်လဝကုံစီယံလပေါင်းဒေလဝဥစုပတနာကျန်မချန်ဖေဆောင်နာကောရတဲ့ကောလကြာနာရင်းငါလို့ရကောလောကမရေတာကောမင်းစင်တန်ဒီသူစစ်ဖုန်နေတဲ့မြန်ဖင်တပ်နေခုနာ ရှိရာပဲလားရနာဖကန်တနေလန်ဇုံကောကိခိတုံးနေနာလဲဝါလဲစာနိဖေကျက်တဲ့ ချီရလာငါလို့တိုက်ပွဲဖြစ်ပွားတဲ့နေ့ဧပြီလ13ရက်နေ့နဲ့16ရက်နေ့တွေမှာစစ်ကောင်စီကနေလဝချေးရွာအနီးတစ်ဝိုက်ဂျက်ဖိုက်တာနဲ့လာရောက်ပစ်ခတ်ခဲ့ပါသေးတယ်။လဝချေးရွာလီတိုလမ်းဘက်ဧပြီလ14ရက်နေ့ကစပြီးစစ်ကောင်စီတပ်နဲ့မင်းစေတပ်ပြည်သူစစ်ပူးပေါင်းတပ်တွေလဝချေးရွာအနီးတစ်ဝိုက် KIA တပ်ရင်း20နေမြင်ဘက်စစ်ကြောင်းထိုးလာတဲ့အတွက် KIA ပူးပေါင်းတပ်ကနေခုခံရင်တိုက်ပွဲပြင်းထန်လာတာရှိတယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO KIA တည်တင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကလည်းပြောပါတယ်ပြမစာခုနမုံဘုံလီဒုံနေတဲ့ရှင်ချကုံနာရမ်အနေစတ်ခွန်တပ်တုံကနာနေတဲ့ပုံတဲ့ကပ္စတလမ်ငါကိုရေတမ်ဂျွန်ဒေလွာလီဒူလမ်မကောကုပြင်နာကိုရတဲ့နိဒုခာ kem sa no sha kha te aten dam khsat poi no pin wa re yin phe gum shem tham ne pin khan lu na mung yong mi re ga ga nam ka le စစ်ကောင်စီပူးပေါင်းတပ်တွေဟာလဝချေးဝအတွင်းကနေအိမ်တွေကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရှိရပေမဲ့ဒေတာခန္ဓာရရွာအတွင်းကနေထွက်ပြေးသိမ်းရှောင်နေရတဲ့အတွက်အသေးစိတ်အခြေအနေကိုတော့မသိရဘူးလို့ဆိုပါတယ်လက်ရှိဝါရဇုပ်လဝခုံဆိုင်ယံတိုက်ပွဲအတွင်းနဖက်တပ်သားတွေရချိခိုက်မှုစင်းကိုမသိရှိရပေမဲ့ခုံဆိုင်ယံဒေတာခန္ပီသူတို့လက်နက်ကြီးကြီးစားထိမှန်ပြီးတိုက်ဆုံခဲ့ရတယ်လို့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်29နှစ်အရွယ်ဝါရဇုပ်ဒေတာခန္ကိုလပြဘရောင်မိုက်ဆိုသူလည်းအသက်ဆုံးရှုံးခဲ့ရတယ်လို့သိရှိရပါတယ် လက်ရှိစစ်ရေးတင်းမာနေတဲ့လဝကျေးရွာအုပ်စုဟာကချင်လက်လက်ရေးတပ်မတော် KIA တပ်မဟာနဲ့တပ်ရင်း20နယ်မြေတွေဖြစ်တယ်လို့သိရှိရတာပါအဲ့ဒီလိုစစ်ရေးအခြေအနေတင်းမာနေတဲ့ရွာတွေကဒေသခံပြည်သူထောင်ချီဟာဘေးလွတ်ရာနှိဆက်ရာတွေစီထွက်ပြေးသိမ်းရှောင်နေကြရပါတယ်တစ်ဖက်မှာလည်းစစ်ဘေးသိမ်းရှောင်နေတဲ့ဒေသခံပြည်သူတွေဟာတိုက်ပွဲကာလကြာရှည်အောင်မဲ့အခြေအနေရှိတာကြောင့်ရေရှည်စားတောက်ဖို့အစားအသောက်တွေဆေးဝါးနဲ့နေရာထိုင်ခင်းအတွက်မိုးကာတွေအရေးပေါ်လိုအပ်နေတယ်လို့ဆိုပါတယ် မြစ်ချနာသတင်းချန်ရဲ့ TV အစီအစဉ်ကိုအပတ်စဉ်ခြားရာပတင်းနေ့မနေ့၈ရက်တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်မြစ်ချနာသတင်းချန်ရဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်အားလုံးကိုစိတ်နှလုံးသုံးပါစမ်းမချမ်းသာကြပါစေ။